မလာစကန်ပြီးသွားပြီဆိုရင်မဖို့ကေလာနော်တရားလားပေါ့နော်ဒါကြောင့်ဆက်ပြီးတော့စောင့်ကြည့်ကြမယ်ပေါ့နော်ကြလာပါဒါသတင်းကောင်းအနေနဲ့ကတော့ဒါဒီနေ့ဆိုလဲမေလာစကန်ပါเนาะစစ်ကောင်စီရဲ့မေလာစကန်ကိုဒါ KNU ပူပေါင်းဖွဲ့တွေက အကင်းနယ်လီပူပေါင်းဖွဲ့တွေတိုက်ခိုက်သိမ်းပိုက်ပြီးပြီပေါ့နော်အတိုက်ခိုက်သိမ်းပိုက်တဲ့သတင်းတွေလည်းတက်လာပြီအချို့ဆိုရင်ပုံနေတောင်တက်လာနေပြီပေါ့နော်ဒါပေမဲ့အသေးစိတ်ထုတ်ပြန်တဲ့ဟာမျိုးတွေတော့မရှိလာသေးဘူးဒါပေမဲ့ရလာတော့တေချာသွားပြီရသွားပြီဆိုတော့ဒီဒါလေးစကန်ရပြီပြီဆိုတဲ့အချိန်မှာကျွန်တော်တို့ပြောခဲ့ကျွန်တော်ဆိုပြောခဲ့ပေါ့နော်ဟာဒါလေးရသွားပြီဒါလေးကပြူလာစကန်ဖြစ်တယ် အဲ့အဲ့လိုမျိုးပြူရစကန်ရသွားပြီဆိုတာနဲ့အဲ့စကန်ရဲ့အဲဒါလက်အောက်အနေနဲ့ပေါ့နော်နေနေရတဲ့စကန်အသေးလေးတွေပေါ့နော်အဓိကမော်ဘိုကေတို့မဲလာတို့နော်တရာတို့အဲ့အဲ့လိုစကန်တွေကတော့မျက်ခုံးလှုပ်နေလောက်ပြီးခေါင်းကျိန်းနေလောက်ပြီးလို့ပြောရုံပဲရှိသေးတယ်ညကြတော့ရသွားပြီအဲ့ကြတော့တော်တော်လေးကိုအာတိုက်ပွဲတွေကဇက်တိုက်ဇက်တိုက်ဆိုလို့ပေါ့နော်ပြင်းထန်လာသလိုအောင်မြင်မှုတွေကလည်းဇက်တိုက်ဇက်တိုက်ရတယ်ရှေ့မှာကျွန်တော်ပြောခဲ့သလိုပဲအာဒီစကန်တော့မှဒီလိုမျိုးရသွားရဆိုရင်ဂျန်တဲ့စကန်တွေက တိုင်ရောတိုက်ပါမလားဆိုပြီးတော့ဒါတွေးမိရပါတော့ပြောလဲပြောခဲ့တယ်အဲ့ဒီအတိုင်းပဲခုဆိုလဲဒါပြန်ပြီးတော့အဲခုကန်တိုက်ခိုက်တယ်ကောင်းကောင်းမွန်ပြန်ပြီးတိုက်ခိုက်တယ်ဆိုတာတော့မှမလုတော့ဘူးမရှိတော့ဘူးမရှိတော့ပဲねဒါတရက်နဲ့တညတိုက်ပွဲဝင်ပြီးရဲ့အချိန်မှာဒီမေလာစကန်ကိုလည်းရသွားတယ်ပေါ့နော်အဲရသွားတဲ့အချိန်မှာအဲစကန်ကိုစပြီးတော့တိုက်ဖို့တိုက်မယ်ပေါ့နော်အဲခုနလိုဒါလည်းရသွားပြီဆိုတဲ့အချိန်မှာဒီစကန်ကိုဆက်တိုက်တိုက်တိုက်မဲ့အချိန်မှာသူတို့စီကိုဆက်တွေ့တယ်ပေါ့နော်ဒလိုင်းတပ်ဖွဲ့တွေကဆက်တွေ့ပြီးတော့ဒါကျွန်တော်သိရတဲ့ဟာပေါ့နော်အဲဆက်တွေ့ပြီးတော့ပြောတယ်အဲလက်နက်ချအညံ့ခံဖို့အခွင့်အရေးပေးတယ် အဲအဲ့လိုမျိုးအတွက်ကိုသူတို့ကိုဆက်သွယ်ပြီးပြောရချိန်မှာတရက်အချိန်ပေးအဲ့ဒါကိုတကောင်းသားတွေကဘာလို့လဲပြန်ပြီးတော့အကြောင်းပြန်တာမျိုးမရှိဘူးအဲမရှိတော့ကြတော့တက်ကြိတ်လိုက်တယ်တက်ကြိတ်လိုက်တော့ရတယ်ပေါ့နော်အဲပြီးတော့ဒါတိုက်ပွဲစပြီးတော့လုပ်တဲ့ချိန်မှာအဲ drone တွေကိုပို့ပြီးတော့တွင်တွင်ကြဲကြဲအာပူပြီးတုံးတယ်ပေါ့နော်စဖွင့်တယ်ပေါ့နော်ဖွင့်ပြရနဲ့တက်ပြီးတော့တက်ခဲတက်ခဲအတက်ပြီးတော့ဒိမ့်ပိုက်တယ်ဆိုတဲ့ပုံစံမျိုးလည်းသိရအဲ့တော့ drone တွေရဲ့ဒါဒီဆွဲဆောင်ရည်တွေပြီးတော့ဒီ drone တွေရဲ့ အာသာချက်တွေပေါ့နော်အဲ့ဒါတွေကတိုက်ပွဲတစ်ခုရဲ့အလှည့်ပြောင်းအတွက်အရန်ကိုအရေးကြီးတဲ့အရေးပါတဲ့အရာတွေဖြစ်လာတယ်အဲ့ကြအဲ့လိုဟာမျိုးတွေကလည်းကျွန်တော်တို့ဒလိုင်းတက်ဖွဲ့အတွက်မှာမရှိမဖြစ်လိုအပ်လာတယ်အပေါ်ကနေပြီးတော့ဒါမြေပြင်ကိုပြန်ပြီးတော့ဒါကင်းထောက်တဲ့ဟာမျိုးတွေလည်းလုံးလို့ရသလိုမြေပြင်မှာဟိုပြေးဒီလွားလုံနေတဲ့ဒါခုနလိုစကားစအဘသားတွေကိုလည်းလိုက်လံပြီးတော့တိုက်ခိုက်ချိန်မုန်းတဲ့အပိုင်းတွေမှာ တကယ်ကိုဒါကောင်းမွန်တဲ့လက်နက်တွေဖြစ်တယ်ဗောနော်အသုံးဝင်တဲ့လက်နက်ကြီးတွေဖြစ်တယ်ဗောနော်အဲကြအဲ့လိုဟာမျိုးတွေမှာလည်းပို့ပြီးတော့ပြည့်စုံအောင်ဒလိုင်းတပ်ဖွဲ့တွေပို့ပြီးတော့အသုံးပြုလို့ရအောင်ဝိုင်းပြီးတော့လှုပ်လှုပ်ဆောင်ပေးစေချင်တယ်ဗောနော်အဲစကန်ကိုလည်းဒါပြီးတော့နှစ်လလောက်ဗောနော်နှစ်လလောက်ပိတ်ဆို့ထားတာဆိုပြီးတော့သိရပိတ်ဆို့ထားနိုင်တယ်ဗောနော်ဒူဒူတန်တန်ပိတ်ဆို့ထားနိုင်တယ်ဆိုရင်ဒီကောင်ကြီးရဲ့စိတ်သက်တွေကဘယ်လောက်ထိပျက်စီးယိုယွင်းတယ်လဲဆိုတော့အခုလို့တကယ်တိုက်ပွဲဖြစ်တဲ့အချိန်မှာဘာမှမလုပ်တော့ဘဲနဲ့ထွက်ပြေးတဲ့ဆင်တီဖြစ်သွားဒါတကယ်ကိုပိတ်ဆို့ထားနိုင်တယ်ဆိုရင်အကုန်လုံးစိတ်သက်တွေပြတ်ကုန် စားစရာမရှိဘူးဗျာတောက်စရာရေမရှိဘူးဗျာရေထွက်တဲ့နေခုနကလိုရေထွက်နေရမျိုးတွေ drone နဲ့ဘုံကျဲမယ်ဗျာအဲခုနကလိုဒါလာပြီဆိုတာနဲ့စောင့်ကြိုပြီး sniper နဲ့တိုက်ခိုက်ပြစ်ခတ်တာမျိုးတွေလုပ်မယ်ဗျာအဲကြောင့်ရေလည်းထွက်မခတ်ရဲဘူးရေလည်းမရှိဘူးအပြင်စားတဲ့နေရာဆိုလဲသူတို့စားစားမဲ့ဒါရေခါကိုတော်လုံးနေရာမျိုးတွေ drone နဲ့ကျဲမယ်ဗျာလက်နဲ့ကြည့်နေပြစ်မယ်ဗျာအဲလိုပုံစံမျိုးတွေလှုပ်ဆောင်ထားမယ်ဗျာပြီးရင်ခုနကလိုစခန်းထဲကနေစခန်းအပြင်မထွက်ရဲတော့အောင် အာတပ်ဖွဲ့တွေကစောင့်ကြည့်ပြီးတိုက်ခိုက်တာမျိုးတွေပိတ်ဆို့ထားတာမျိုးတွေလုပ်မယ်ပေါ့နော်အဲ့လိုမျိုးသားလုပ်နိုင်နေဆိုရင်အခုလိုမျိုးပဲစိတ်သက်ပြတ်ပြီးတော့ဒါထွက်ပြေးရတဲ့အဆင့်တွေထိဖြစ်တာပဲပေါ့နော်အဲ့ဥစ္စာကလည်းတကယ်တကယ်ပြောရမယ်ဆိုရင်ကျွန်တော်တပ်ဖွဲ့တွေအနေနဲ့ဟိုတကယ်ကောင်းမွန်တဲ့ view ပါပေါ့နော်ကောင်းမွန်တဲ့ view ပါဒါကိုကြည့်ပြီးတိုင်းမမဲလုပ်နိုင်တယ်ဟေ့ဆိုကောင်းမွန်တဲ့ view ပါတခုဖြစ်တယ်သူ့အနေနဲ့ဒါစစ်ကူလာဖို့လည်းအဆင်မပြေတဲ့အနေထားအာဒီပြင်ဟုတ်လားလို့ရဲရင်နဲ့လာချပေးပါဆိုတော့လေသူတို့ကအဲ့လောက်ထိအရေးပါတယ်စစ်ကောင်စီအတွက်အရေးပါတဲ့ကောင်းနေမဟုတ်တော့ အဲခုနလိုရှိမှ viewer စခန်းအောင်ကြာသွားပြီဆိုတဲ့အချိန်မှာဒီကောင်းနေလဲဘာမှလုတ်ပေးနိုင်တော့မဟုတ်အဲအဲ့လိုမျိုးအနေထားနဲ့စိတ်ဓာတ်တွေပြက်ရွံ့ပြီးတော့ထွက်ပြေးရတဲ့အဆင့်တွေဖြစ်ကုန်တယ်ပေါ့နော်အဒါဟာဒါဖြက်ပြက်လေးပြက်ပုံစံမျိုးပိတ်ဆို့ထားတဲ့ဟာကလည်းအကောင်းမွန်တဲ့စင်နီဗျူဟာတစ်ခုဆိုတော့ပြောချင်တာပေါ့နော်အဲချို့ရှိတိုက်ပွဲတွေမှာဆိုရင်အဲ့လိုဒီစနိုက်ပါဆိုရင်တီအောင်ကြောက်တယ်ဒရုန်းဆိုရင်တီအောင်ကြောက်ဒီဖန်ခံရတဲ့ဒီစစ်တုံးပန်းတွေစီကနေပြီးတော့သိရတာပေါ့နော်အဲတပ်ဖွဲ့တွေရဲ့ဒီဆက်ဆက်လိုင်းလုံးတွေပါပြီးတို့လည်းရတာပေါ့ရတဲ့အချိန်မှာဆက်ထဲမှာပြောကြတဲ့ခါတွေမှာ အဲဒီ set ထဲမှာသူတို့ကြားရတယ်ပေါ့နော်နာမည်တွေကိုမှတ်ထားတယ်သူက sniper ဆိုရင်နာမည်ဘယ်သူအဲ drone ဆိုနာမည်ဘယ်သူအဲ့နာမည်ကိုကြားပြီဆိုတာ ਨੇ ပြေးတာပေါ့အဲအဲ့လိုပုံစံမျိုးတွေဒီဖြစ်အောင်ကိုတပ်ဖွဲ့တွေဘက်ကလည်း PPCC လုံနိုင်တယ်ပေါ့နော်အဲနောက်တစ်ခုကတော့ဒါအခုဆိုရင်ဒါကျွန်တော်တို့ဒါတော်လန်ပြည်သူတွေအဲတော်လန်တပ်ဖွဲ့ဝင်တွေဆိုရင်ဒါပြပြောနေကြကြားထဲမှာညှင်းခုန်နေရတဲ့အဆင့်တွေဖြစ်လာအဲ့ဒါဘာလဲဆိုတော့ဒီစကန်သိမ်းပြီးရင်ဘယ်စကန်ကိုသိမ်းမယ်ဆိုတဲ့ဟာကိုညှင်းခုန်ကြတယ်ပေါ့နော်အဲအခုလိုပေါ့ဒါမဲလာသိမ်းတာလဲပြည့်တဲ့အချိန်မှာမဲလာပါမဲလာသိမ်းပြီးတဲ့အချိန်မှာ မဖိုးကေလားနော်တရားလားအဲချွာကြမဟုတ်ဘူးမဖိုးကေအချွာလည်းနော်တရားအဲအဲ့လိုမျိုးပုံစံမျိုးတွေညင်းခုံရတဲ့အဆင့်တွေကိုဖြစ်နေပြီဒါကြောင့်တောင်ပိုင်းထဲမှာဒလိုင်းတပ်ဖွဲ့တွေတကယ်ကိုလက်စွမ်းပြပြီးတော့ခြေမုံနေတာပေါ့နော်အတော်တော်ကို ညာစစ်ရေးကိုတော်တော်လေးပြင်းပြင်းထန်ထန်ဖော်ဆောင်နေတဲ့အနေအထားတစ်ခုဖြစ်တယ်။ပြီးတော့ရှေ့မှာလည်းကြွေးကြော်ထားတာရှိတယ်ပေါ့နော်။စစ်ကောင်စီကင်းစင်မှုအတွက်ကိုအထက်ထဲမှာရှိပါရဲဆိုစစ်ကောင်စီစကန်နေအကုန်လုံးကိုရှင်းလင်းတိုက်ထုတ်သွားမယ်ဆိုပြီးတော့ဒါပြောထားမျိုးတွေလည်းရှိတယ်ပေါ့နော်။အဲ့တော့အဲ့ပြောထားတဲ့စကားတိုင်းပဲအခုဆိုရင်လက်တွေ့အကောင်အထည်ဖော်နေတဲ့အပိုင်းတွေကတော်တော်လေးကိုအားရစရာကောင်းတဲ့အနေအထားတွေဖြစ်လာနေပြီပေါ့နော်။အဲ့တော့မဲလာစကန်ပြီးသွားပြီဆိုရင်မော်ဖိုကေလာနော်တရာလာပေါ့နော်။ဒါကြောင့်ဆက်ပြီးတော့စောင့်ကြည့်ကြမယ်ပေါ့နော်။ နောက်ထပ်သတင်းကောင်းတော့ဒါကြောင့်မိုးပြဲပေါ့နော်မိုးပြဲမှာစစ်ကောင်စီကအင်အား600လောက်နဲ့စစ်ကြောင်းတွေထိုးတယ်စစ်ကြောင်းဒါ2ကြောင်း3ကြောင်းခွဲပြီးတော့စစ်ကြောင်းထိုးတယ်အထိုးပြီးတော့ဒါဒလိုင်းတပ်ဖွဲ့တွေစီကိုလာတိုက်ခိုက်တယ်ပေါ့နော်အတိုက်ခိုက်တဲ့အချိန်မှာဒီကြောင်းကနေပြီးတော့ဒါကျဲတာတွေလည်းရှိတယ်အဲပြီးတော့ဒါလက်နေကြီးပြစ်ကူရေအနေနဲ့ပြစ်ခတ်တာမျိုးတွေလည်းရှိသလိုအင်အားအလုံးရင်းနဲ့ဝင်ဆောင်မယ်ပေါ့နော်ဒီနေရာကိုရောက်အောင်ယူမယ်ဆိုတဲ့ပုံစံမျိုးနဲ့လှုပ်တာမျိုးတွေတွေ့လာရတယ်ဒါပေမဲ့လည်း စိတ်မကောင်းစွာပဲပေါ့နော်အဲဒီကောင်တွေကစပြီးတော့ထိုးစစ်လှုပ်လာတယ်ဒေါ်လိုင်းတက်ဖွဲ့တွေကကောင်းမွန်ပြန်ပြီးတော့တုံ့ပြန်နိုင်တဲ့အခါကျတော့23ရောက်တည်ရဲ16ရောက်ဖမ်းမိတယ်ဆိုပြီးတော့လည်းသိရတယ်အဲနဲ့ပတ်သက်ပြီးတော့လည်းဒါကျွန်တော်ဆက်သွယ်ပြီးတော့မေးမြန်းထားရလိရှိတယ်အဲဥစားကြောင့်မနေ့ကျအတင်ပြီးမှာပေါ့နော်လိုင်းခက်ခဲဖြစ်တဲ့အတွက်ဒါကြီးကြီးလို့နားထောင်လို့အဆင်မပြေရင်လည်းခွင့်လို့ပေးပါပေါ့နော်အဲပြီးတော့အဲ့အဲ့မှာကျွန်တော်သိရတဲ့ဟာပါလေဆိုတော့ဒီမိုးပြဲကိုသူတို့တွေအရန်အသေးအတန်လိုချင်နေတယ်ဆိုတဲ့ဟာမှာဒါဒေါ်လိုင်းတက်ဖွဲ့တွေလည်းပြောပါလိမ့်မယ်ပေါ့နော် အဲသူတို့အတွက်ဒါဒီနေရာဘာကြောင့်အရေးကြီးနေရလဲဆိုတော့နေပြီးတော့ကိုဝင်စောင့်နိုင်မှုအတွက်ကိုအနည်းဆက်ဆုံးနေရာတစ်ခုအနေနဲ့ဖြစ်နေရလဲပါတယ်ပေါ့နော်အဲကြောင့်ဒီစစ်ကောင်စီဆိုလဲတွေးမှာပဲငါတို့ဒီဒီတလိုင်းတစ်ဖွဲ့တွေကလည်းပြောထားတာ哦အဲငါတို့ဒီစီကိုလာမယ်ပြောပြောရမယ်ဆိုရင်လမ်းများအားလုံးနေပြီးတော့သို့ပေါ့နော်နောက်ဆုံးရီမန်းချက်နေရာကနေပြီးတော့ဆိုပြီးတော့ကြွေးကြော်ထားတာကိုဒီကောင်နေကြောက်တဲ့ခါကျတော့အနေပြီးတော့ကိုအနည်းဆက်ဆုံးလာနိုင်တဲ့နေရာတွေတွေ့ချက်ကြတဲ့ခါဒီမုံပြဲလုံးနေရာကအဓိကကြာနေတဲ့လမ်းကြောင်းတစ်ခုလည်းဖြစ်နေတာ哦 ယောက်ျားအဲ့ဥစ္စာအတွက်ကိုသူတို့အသေးအတန်ရအောင်ပြန်လုပ်ခြင်းနဲ့အသေးအတန်ပြန်ကာခြင်းနဲ့ဒီနေရာမှာပိတ်ဆို့မှုတွေအင်အားဖြစ်တင်းမှုတွေအမြင့်တင်မှုတွေသူတို့လှုပ်ခြင်းတာပေါ့နော်ဒါမဲ့လည်းတပ်ဖွဲ့တွေကအတက်နိုင်ဆုံးအကောင်းဆုံးခုခံတိုက်ခိုက်နေကြတယ်ပေါ့နော်အပြန်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်နိုင်ဖို့အတွက်ကိုလည်းအဲတပ်ဖွဲ့တွေကိုပို့ပြီးတော့ပြည့်စုံလုံလောက်အောင်လုပ်ပေးစေချင်တယ်ပေါ့နော်နောက်တစ်ခုကတော့တခုခုကျွန်တော်တို့ရုပ်ကြပြီးဟေ့ဆိုတဲ့ခါကျရင်အမြင့်ပြတ်ဖို့လည်းအရေးကြီးတယ်လို့ဒါကျွန်တော်ယူဆတယ်ပေါ့နော်ဒါကျွန်တော်တူတယ်မြင်ပါဘာဖြစ်လို့လဲဆိုတော့ဒီမိုးပြတ်မှဆိုရင်ဒါ ဒီလိုမျိုးဇက်တိုက်တွေဖြစ်လာတာကရှေ့ဖြစ်စဉ်တွေရှိတယ်။ရှေ့မှာကိုပဲဒီမိုးပြောက်ရဖို့အတွက်ကိုဒီကောင်တွေအသေးတန်လုံးရတယ်လုံးတယ်။ဒီတစ်ခေါက်တည်းအကြမ်းကြမ်းတန်းတန်းလုံးတာမဟုတ်ရှေ့မှာလည်းအဲ့လိုလုံးခဲ့တာပဲ။အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ဒီမိုးပြဲဟိုဟာဖြစ်တဲ့အချိန်မှာလင်းနေတဲ့တက်ကိုဒေါ်လိုင်းတက်ဖွဲ့တွေကအပီးတက်ခုနလိုအပြက်ရှင်းနိုင်တဲ့အဆင့်ထိမရောက်ခဲ့ဘူးပေါ့နော်။အဲ့အဲ့လိုမရောက်ခဲ့တဲ့အချိန်မှာအိုက်တက်သေးကိုပဲအင်အားတွေထည့်တယ်အင်အားတွေပို့တယ် ရိတ်ခါခေရန်ဖြစ်တင်းနဲ့ပြရနဲ့စကြောင်းထိုးပြီးရင်နေမည်ဆိုမှုမှုရအောင်ပြန်လုပ်တယ်ပေါ့နော်အဲ့တော့အဲ့နေရာမှာသူတို့အတွက်အထိုင်လေးတစ်ခုရှိလိုက်တာနဲ့ဒီကောင်းလေးလှုပ်လာတဲ့ပုံစံတွေကဒီလိုလေးရှိစိတ်အင်အားတွေပြန်တိုးရှင်းမယ်ဒီနေရာကိုပဲအထိုင်ယူမယ်တခုခုဆိုရင်ဒီကောင်းလေးအဲ့ထဲကနေစကြောင်းထိုးထွက်မယ်ရုံးနေပြီဆိုရင်အဲ့ထဲကိုပြန်ဝင်ပြေးမယ်အဲ့လိုပုံစံမျိုးပဲလှုပ်ကြ အဲကြတော့ကျွန်တော်အမြင့်ဖြတ်နိုင်ဖို့အတွက်ရေးကြည့်တယ်ဒါကိုလည်းတာဝန်ရှိတဲ့အဘက်ကအချမ်းကတာဝန်ရှိတဲ့သူတွေကလည်းပြောလာတယ်ဒီတစ်ခါလို့ရင်တော့ကျွန်တော်တို့ကအပြည့်ရှင်းပါပေါ့နော်အကုန်လုံးကိုအမြင့်ပါအပြည့်ရှင်းမယ်ဒါမို့ဆိုရင်ရှုပ်တယ်ဆိုအဲ့လိုမျိုးပြောထားတာလည်းရှိတယ်အဲဒါမှကျွန်တော်တို့တက်ဖွဲ့တွေပို့ပြီးပြေးစုံနဲ့တိုက်ဖောက်ဝင်နိုင်ဖို့အတွက်ကိုအဲဇော်လန်ပြည်သူတွေကလည်းဝိုင်းပြီးတော့ကူညီကြစေချင်တယ်ဒါတက်ဖွဲ့တွေလည်းပြောပါတယ်ပေါ့နော်အဲပြီးတော့တို့တိုက်တဲ့အချိန်မှာဆိုရင်အခုနောက်ပိုင်းဆိုရင်ဒါအတွဲလိုက်ဒုံးကားတွေကစားပါတယ်ဒါတို့အစိမ့်ငွေ၃နဲ့အဲဟာတွေလည်းဖြစ်လာတယ်ပြီးရင်မီးလောင်ပုံးတွေ၃နာတွေလည်းပါလာတယ်ပေါ့နော် အဲပြီးတော့ကျတော့လက်နက်ကြီးဆိုလည်းအသေးတန်သူတို့ဟိုဒလမန်ကျပစ်နေတဲ့ပုံစံမျိုးတွေလည်းတွေ့ရတယ်။အရင်တော့ဆိုဒီအင်းနဲ့ဒါလက်နက်ကြီးပစ်ခတ်တဲ့ခါမှာပေါ့နော်ပြောင်းထွက်တန်တွေဘာတွေရဆိုကျွန်တော်ကြားရသေးရပေါ့နော်။ကြားပြီးမှတော်တော်ကြားပြီးဆိုမှသူတို့တွက်ချက်ပြီးမှဒါဆိုရင်ကြားပြီးဒါဆိုရင်မကွဲဘူးဒါဆိုကွဲ။ဒါမျိုးတွက်ချက်လို့ရအခုဆိုရင်နဲ့ဟိုလုံးဝဒီအတန်ကြားပြီးဆိုတာနဲ့ဂျိန်းဆိုကွဲတဲ့နေရာတန်းပြီးတော့ရောက်လာတယ်ပေါ့နော်။အဲဂျိန်းဆိုတန်းပြီးတော့ကွဲတယ်ပေါ့နော်။အဲအဲ့လိုမျိုးပုံစံမျိုးတွေဖြစ်လာတယ်ပေါ့နော်။အဲအဲကြတော့ဒါသူ့ရဲ့တိုင်ကြီး စနစ်တွေပြောင်းလာတဲ့ဟာတွေအဖြူကပြောင်းလာတဲ့ဟာမျိုးတွေကိုလည်းတခြားတပ်ဖွဲ့တွေလည်းသတိထားလို့ရအောင်ခုလိုမျိုးဒါကျွန်တော်ပြမျှဝေတာဖြစ်ပါတယ်ဒါတပ်ဖွဲ့စီကတည်ရတဲ့ဟာပေါ့နော်ပြီးတော့ကျတော့ဒီအစိမ့်ွင့်သုံးပြုတဲ့ဟာနဲ့ပတ်သက်လို့လည်းအဲဒီဟိုပါပေါ့နော်အပြီးတော့ကြတော့ဒီအစိမ့်ငွေအသုံးပြုတဲ့ဟာနဲ့ပတ်သက်လို့လည်းကျွန်တော်တက်သေးတယ်အခုနလိုဒါဒါဖြစ်စဉ်ဖြစ်ရက်တွေမှတ်တမ်းတွေဒါမျိုးတွေကိုလည်းစုဆောင်းထားကြဖို့ဒါလေးလည်းအကြံပေးချင်တယ်ပေါ့နော် အဲပြီးတော့ဒါကျွန်တော်တို့ကူရမဲ့နေရာတစ်ခုအနေနဲ့ထပ်ပြီးပြောရမှာဆိုရင်ဒါနှစ်ထိုးကြီးပေါ့နော်နှစ်ထိုးကြီးမှာဒါအားလုံးလည်းကြားကြမယ်ပေါ့နော်နှစ်ထိုးကြီးမြင်းချံဒီဘက်ချမ်းနေမှာအဲတက်ဖွဲ့တွေတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေရတယ်ရှိတယ်အဲတက်ဖွဲ့တွေဒါသတင်းကောင်းတွေလည်းရှိပါတယ်ဒီလိုပဲထိခိုက်ဒဏ်ရာရကြာဆုံးတဲ့ဟာတွေလည်းရှိကြတယ်ရှိကြတော့ကျတော့ဒီဘက်ချမ်းကဖြစ်ပြီးဟေးဆိုတဲ့အခါကျရင်အဲတက်ဖွဲ့တွေကခက်ခက်ခဲခဲတိုက်ရဘာလို့လဲဆိုတော့လက်နက်ခဲရန် ပို့ပေးနိုင်တဲ့ဟာမျိုးကအစအရန်ခက်ခဲတယ်ဝယ်ယူရတဲ့အပိုင်းတွေမှာခက်ခဲတယ်အဲတော့ကျွန်တော်တို့ဒါအရန်အနေနဲ့ထားနိုင်မှုအတွက်ကိုဒါစက်ဖွဲ့တွေကအရန်ရေးကြီးတယ်လိုအပ်တယ်ပေါ့နော်အဲတော့အခုလိုမျိုးတိုက်ပွဲတွေပြင်းထန်လာတဲ့ဆိုတဲ့အနေထားမှာဒီတပ်ဖွဲ့တွေကိုလည်းပြည်စုံတဲ့ အပိုင်းတွေဖြစ်အောင်ကူညီကြစေခြင်းနဲ့ဒါအခု2ထိုးရေးဆိုရင်မနေ့က၄ကြောင်းတိုက်ခိုက်တာ15ကြိမ်လောက်ရှိတာပေါ့နော်အဲဒီနေ့လည်းအကြိမ်ကြီးများတယ်ဒီနေ့ဆိုရင်ဒါအကြိမ်6ကြိမ်လောက်ရှိနေပြီ Y20 နဲ့က3ကြိမ်လာတယ်အမိုင်း35နဲ့က1ကြိမ်ပေါ့နော်35နဲ့လာပြစ်ပြီဆိုကနေကတော့တော်တော်လေးပြင်းထန်တဲ့အနေထားလို့လည်းပြောလို့ရတယ်ပေါ့နော်ပြီးတော့ Fighter နဲ့လာကျဲတာ၄ကြိမ်ရှိတယ်ပေါ့နော်အဲ၄ကြိမ်ပြီးတော့5ကြိမ်မြောက်မှာကျတော့ဘယ်လောက်ထိပြင်းပြင်းထန်ထန်လှုပ်လဲဆိုတော့6စီးတစ်ပြိုင်နဲ့လာကျဲတယ်ပေါ့နော်အဲ့ဒါတရဦးက2စီးမကွေးက2စီးရှန်တဲက2စီးအဲ့6စီးကတစ်ပြိုင်နဲ့ ာလာပြီးတော့ပုံကျစ်တိုက်ခိုက်တာမျိုးတွေပြစ်ခတ်တာမျိုးတွေလေချောင်းတိုက်ခိုက်တာမျိုးတွေလှုပ်တယ်ဗောနော်အဲ့တော့သူတို့တွေအခုလိုမျိုးအသေးအတန်လေချောင်းတိုက်ခိုက်မှုတွေအများကြီးလုပ်နေရပြီဟေ့ဆိုတာကိုကြည့်မယ်ဆိုရင်တော့ တို့ဘက်ကဘလောက်ထိအခြေအနေဆိုးနေသလဲရေချောင်းပြကူတွေပေးရလောက်တဲ့အထိစိုးစိုးဝါးပြက်ခတ်ရလောက်တဲ့အထိဖြစ်နေပြီဆိုတဲ့ဟာကဘာကြောင့်လဲဆိုတာကိုစဉ်းစားမယ်ဆိုရင်တို့တို့ဘက်ကတော်တော်လေးအရင်နေနေလို့လည်းဒါကြောင့်ယူဆလို့ရတယ်ဒါတို့တို့ဘက်မှာတော်တော်လေးအရေးပေါ်အနေထားဖြစ်နေလို့လည်းယူဆလို့ရတယ်ဗောနော်အဲအဲ့လိုပဲတပ်ဖွဲ့တွေဘက်ကအိုက်ထက်ပို့ပြီးတော့ကောင်းတဲ့ရလက်တွေထွက်ဖို့အောင်မြင်မှုတွေရဖို့အတွက်ဆိုရင်တော့အဲပို့ပြီးတော့ဖိပြီးတော့လုံနိုင်ဖို့အရေးကြီးတယ်ပြီးတော့ဒါအိုက်ဘက်ဒေတာမှာရှိတဲ့ပြည်သူတွေကိုတော်လိုင်းတပ်ဖွဲ့တွေကသတိပေးရရှိရယ်ဗောနော် နော်တိုက်ပွဲနေမြေဖြစ်လာပြီးတိုက်ပွဲတွေဖြစ်လာပြီးဆိုတဲ့အချိန်မှာဒီတပ်ဖွဲ့တွေကလည်းတိုက်ပွဲဝင်ကြရတယ်အဲတော့ကျတော့ဒီဒေသခံပြည်သူတွေအနေနဲ့ပေါ့နော်တိုက်ပွဲလွတ်ရနေရာတွေမှာဒါရှောင်တင်းကြဖို့ပြီးတော့ကျတော့ဒီလေကြောင်းအန်ဒီယန်နဲ့ပတ်သက်လို့ပေါ့နော်အချင်းချင်းသတိပေးတာမျိုးတွေလုပ်ကြဖို့ပြီးတော့ကျတော့ဒါပြင်ဆင်တာမျိုးတွေလုပ်ကြဖို့ဆိုပြီးတော့လည်းပြောကြရရှိတယ်ဘာဖြစ်လို့လဲဆိုတော့တပ်ဖွဲ့တွေကရှေ့မှာစစ်ကောင်စီရဲ့ဒါ စစ်သားတွေနဲ့တိုက်ပွဲဝင်နေရပြီဖြစ်တဲ့အတွက်ပေါ့နော်ဒါပြည်သူတွေအတွက်ကိုကူညီနိုင်တဲ့အပိုင်းတွေမှာအနေငယ်ရော့လာနိုင်တယ်ပေါ့နော်အဲ့တော့စစ်တပ်ကလည်းဒါကိုအာဏာချက်အနေနဲ့အသုံးချနေရမျိုးတွေတွေ့ရတယ်ဒေသခံပြည်သူတွေကိုကြည့်ပဲလိုက်ပတ်ပြီးတော့ကျဲနေရရှိတယ်အဲ့တော့အဲ့ဘက်ချမ်းမှာရှိတဲ့ပြည်သူတွေကတော့ဒီချက်ပို့ပြီးတော့ give site စီခြင်းနဲ့ပေါ့နော်အဲနောက်တစ်ခုကတော့မင်းအောင်လိုင်းပေါ့နော်မင်းအောင်လိုင်းကဒါစစ်တိုင်းမှုတွေကိုခေါ်တွေ့တယ်လေးလဘက်တွေလှုပ်ဖို့စီစဉ်နေတယ်ပေါ့နော်အဲအဲဥစ္စာနဲ့ပတ်သက်လို့ရလဒ်တွေထွက်လာရင်လည်းကျွန်တော်တို့ထပ်ပြီးတော့ဝင်မြပေးပါမယ်ပေါ့နော်ဒါကတော့သူကလေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့ပြင်းပြင်းထန်ထန်လှုပ်မယ်ဒါကိုလည်းရှေ့မှာသူတို့တွေပြင်ဆင်ထားခဲ့ ဲ့တယ်ပြင်ဆင်ထားတဲ့အတိုင်းပဲအခုနောက်ပိုင်းကာလတွေမှာလေကြောင်းတိုက်ခိုက်မှုကိုရရက်ဆက်ဆက်ကိုလုပ်တာပိုးစိုးပတ်ဆက်ကိုလုပ်တာပေါ့နော်အဲ့လိုလုပ်ဖို့အတွက်ကိုလည်းသူက နိုင်ငံကကိုဒါငလျင်အကြောင်းပြပြီးတော့ဗောနော်လူငွေတွေတောင်းခံထားရရှိတယ်ဗောနော်အဲ့တော့ဒီဥစ္စာတွေကိုသူကဒီနေရာမှာပြန်ပြီးအသုံးချရဖြစ်တယ်တော်တော်လေးရုံမှာရိုင်းဆိုင်နေកောင်းဗောနော်အဲ့တော့အဲ့កောင်ကတော့အခုတော့ဒါရက်ဆက်တဲ့လုပ်ငန်းတွေကိုဆက်ပြီးတော့လုပ်ဖို့အတွက်ကိုသူရဲ့စစ်တိုင်းမှုတွေကိုခေါ်တွေ့ရဆိုပြီးတော့ကနဦးတည်ထားရတယ်ပြီးတော့လေချောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးတော့သူကအားရတယ်ကျင်တဲ့တယ်ဆိုပြီးတော့ပြောတဲ့ပုံစံမျိုးတွေကိုလည်းကျွန်တော်ဒါသတင်းရထားတာတွေသတင်းကြားသိရတာရှိတယ်ဗောနော်အဲ့တော့ကျတော့တော်တော်မိုက်ရိုင်းတယ်လို့ပဲပြောရမယ်အဲ့ဒီအတွက်ကျွန်တော် တပ်ဖွဲ့တွေရောဒါပြည်သူတွေရောဘယူဆိုင်တဲ့အပိုင်းတွေမှာတော့မပေါ့ရော့စေချင်ဘူးပေါ့နော်အဲ့တော့ဒါကတော့ဒါကျွန်တော်ဒီရက်ထဲမှာဒါသိရတဲ့စကန်းသိန်းတိုက်ပွဲအောင်မြင်မှုတွေပြီးတော့ဒါစကောင်းစီဘက်ကစစ်ကြောင်းတိုးလာတဲ့အချိန်မှာကိုပဲပြန်ပြီးလမ်းကျသွားရတဲ့အောင်မြင်မှုမျိုးတွေအရှင်ဖမ်းမိတာတွေဒေဖမ်းမိတာတွေဆက်သိန်းမျောင်းထဲမှာမှောက်ခုံတွေပက်လက်တွေဖြစ်နေတာမျိုးတွေနဲ့ပတ်သက်ပြီးတော့သတင်းကောင်းတွေကတော့အများကြီးရှိတယ်အဲ့လိုပဲဒါတစ်ဖက်မှာစစ်ကောင်းစီရက်ဆက်ရုံမှာကိုကြံစီနေတဲ့ ကြံစိုးတွေကိုလည်းကာဝင်နိုင်ဖို့အတွက်ကအရေးကြီးနေတယ်။ပြီးတော့မြေပြင်မှာတိုက်ပွဲတွေပြင်းထန်နေတဲ့တပ်ဖွဲ့တွေအတွက်ကိုလည်းကူညီနိုင်ဖို့အတွက်ကအရန်ရေးကြီးနေပါသေးတယ်။အဲ့တော့ဘလိုပဲဖြစ်ဖြစ်ကျွန်တော်တို့ရှေ့ဆက်ပြီးတော့ဒီအခက်ခဲတွေကာလတွေကိုကျော်ဖြတ်နိုင်ဖို့အတွက်လက်တွဲညီညီနဲ့ကြိုးစားကြမယ်ဆိုရင်ကျွန်တော်တို့လိုချင်တဲ့အောင်မြင်မှုကတော့ရမှာပါဗျ။အားလုံးပဲကျေးဇူးတင်ပါတယ်။